โอเคအာမွေးနေ့ရတော့ဒါကျွန်တော်အလုံးမှာဗောလေအဲ့ဒီရကျွန်တော်အလုံးရောက်နေတာကို heavy တို့ကို easy တို့ ਨੇ အလုံးရောက်နေတဲ့အချိန်မှာမမထင်မပဲနဲ့အာမွေးနေ့ကြီးကြီးနဲ့ဝင်လာတော့ပျော်ပါတယ်အတိုင်းမသိဝမ်းသာပါတယ်ကျွန်တော်ဒီလိုလှုပ်ပေးရတဲ့အတွက်လည်းချီးစွတ်တင်တယ်အာတူတူတယောက်ချင်းစီဘောနော်ဒီကျွန်တော်တို့လည်းစုံစည်းခွင့်ပေးတဲ့အဲ့ အဲ့မာရီကလည်းကျွန်တော်ကိုအဲ့နေ့ကလည်းကျွေးမွေးလိုက်ကျွန်တော်မွေးနေ့ဆိုပြီးတော့ကျွေးမွေးလိုက်တယ်ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲမွေးနေ့လက်ဆောင်ဆိုတော့တန်မိုးရေလို့ကျွန်တော်ကတော့မတက်မှတ်ဘူးပေါ့ဗျာဒီနေ့မှာကျွန်တော်ကိုအာဘာပဲပေးခဲ့ပေးခဲ့ဒါအမှတ်တရပစ္စည်းလေးတစ်ခုအနေနဲ့ဟိုအထိမ့်မှတ်လေးတစ်ခုအနေနဲ့ပဲကျွန်တော်ကတော့သတ်မှတ်ပါတယ်ဟိုငါဟိုဘယ်ရပေးတယ်ဒီရပေးတယ်ဆိုပြီးတော့အဲ့လိုမရှိပါဘူးဘယ်သူကိုချစ်တဲ့သူကကိုယ့်ကိုပေးတာသူပေးတဲ့ပစ္စည်းလေးကကိုယ့်အတွက်ဒါအမှတ်တရလေးအမှတ်တရလေးဖြစ်နေတယ်ဒါငါမွေးနေ့မှာသူပေးခဲ့တာ လိုမှတရားလေးပဲလိုချင်တာပါဗျာဟုတ်မွေးနေ့မှာတော့မမီးနဲ့စကားပြောဖြစ်တယ်မမီးကရန်ကုန်ရန်ကုန်ရောက်လာသေးတယ်ရန်ကုန်ရောက်လာပြီးတော့မှကျွန်တော်မွေးနေ့ပြီးတော့မှပြန်သွားတော့ဗျာဟုတ်ကျွန်တော်လုံနေတဲ့အလုပ်ကိုလည်းဟိုလိုက်ပြီးတော့အမေကထုတ်ကန်တာလည်းမရှိဘူးသူကတုံတေဆုံးมาပြီတယ်အာကြိုက်တာလို့အမေကောင်းတာကောင်းတဲ့အရာတော့ဖြစ်စေပေါ့လေကောင်းတဲ့အရာတော့ဖြစ်စေကောင်းတဲ့လမ်းကိုပဲညွှန်ပေးတယ်ဒီအမြဲတမ်းအားပေးတယ်ဟိုအဝေးမှာနေရလို့လေဒီ ျွန်တော်ကတော့စိတ်မချဖြစ်တာပေါ့စိတ်မချဖြစ်တာပေါ့ဒါပေမဲ့သူတို့ကတော့ဒီရောက်လာလို့ရှိရင်စိတ်ကျွန်တော်စိတ်ချအောင်နေရတယ်ကျွန်တော်အမြဲတမ်းတင်းလမ်းမိတယ်အမေဆိုလို့ရှိရင်လည်းခုနောက်ပိုင်းအာဒီဟောပေါ့ဒီမကောင်းကျမ်းမာတွေတိတ်မတွေ့ရတော့ဘူးပေါ့နော်တွေ့ရတော့ဒီဟိုစိတ်ချမ်းသာအောင်ထားမယ်ပေါ့အမေကိုလွတ်လေပါပဲကျွန်တော်ဘွားတော့ဒီတိုင်းနေတော့မယ်နေနေဟုတ်ဒါကျွန်တော်ဒါ line လေးဆိုင်ခွဲနှီးရဲ့မိုးရသည် promotion စေးရောင်းပွဲတွေပေါ့နော်ဒါကြီးကတော့ကျွန်တော်တို့ဒါ3ရက်တိုင်တိုင်ကျင်းပမှာတော့ဒီနေ့30 31နဲ့တရက်နေ့ထိ သုံးရက်ကျင်းပမှာပေါ့ဒါတော့ကျွန်တော်တို့ပထမဆုံးနေ့မှာကုရီတာလေးရောင်းနဲ့ကျွန်တော်နဲ့ပေါင်းပြတာပါဗျာဟုတ် promotion ကတော့9% discount အ promotion ကြီးချပေးတာပါဗျာโอเคအမတ်တရကတော့ကျွန်တော် line line လေးကပထမဆုံးပေါ့နော် line လေးအမအဒီပိုင်ရှင်မကျွန်တော်လက်ဦးစရာပေါ့လက်ဦးစရာဆိုတော့ TikTok ကထံသူတင်မိတာအဲ့တော့ကျွန်တော်မန္တလေးဆိုင်မှာတော့အဲ့ဒီ TikTok လေးရရတော့ TikTok ကနေယူသူသဘောသဘာဝတင်ပြီးကျွန်တော်အဲ့ဒီကကတ်တော့ဟုတ်ဒီနေ့ကလည်းဒါကျွန်တော် TikTok လေးရ ဒီဈေးဒါလာဝယ်တဲ့ customer လေးနဲ့ဒါကျွန်တော်တို့ဒါတပုံလေးပါလေးရိုက်အဲ့လိုပေါ့ပြင်ပေါ်ပွားလေးပါပဲမြင်ရတာ TikTok လေးပါလေးဆိုတော့ကျွန်တော်ကြမ်းပါဘူးဘယ်လိုပြောမလဲ TikTok ဟာဒီတိုင်းကျွန်တော်အပြင်းပြေလောက်ရယ်ကိုယ့်ရဲ့ activity လေးတင်ရလောက်ပဲတုံးတာပေါ့နော်ဒီ trend တွေပါလေးဆိုလို့ရှိရင်ကျွန်တော်ကြည့်ပြတာများရပြအဲ့လို trend တွေ like ရိုက်ဟိုအရင်နေ့ကလည်းဟို TikTok ရိုက်လေးရိုက်ထားရိုက်လေးရိုက်စမရှိတော့တိတ်မရိုက်ဖြစ်ဒါပေမဲ့နောက်ပိုင်းတော့ natural လေးပါလေးပေါ့ ်ပေးများကြည့်မယ်ဆိုပြီးတော့လူရိုက်တိုင်းတော့ရှိပါတယ်ဟုတ်ဆုံးကြောက်ကြည့်လားအဲ့ဒီဟာဆော့ပါဘောချာကတော့လေးရှိတယ်ဟုတ်ကဲ့အာပုံမှန်ပါပဲကိုကြိုက်တဲ့ဟာလေးဆိုပြီးဆော့ပြီးတော့တဲ့ကိုပရိသတ်နဲ့အမြဲတမ်းဟိုအတူတူရှိနေရပါလေကိုပရိသတ်ရဲ့မျက်စိအောင်အောင်လူနေနေအောင်ဆိုတာတော်တော်လေးရိုက်လာလူအောင် ကိုရီးယားကခင်မကောင်းပါလေခင်မကောင်းလဲစကားပြောရလဲကျွန်တော်လူငယ်လူငယ်ချင်းချင်းဆိုတော့ပို့ပြီးတော့ဟိုကျွန်တော်တို့တိုက်ပြိုးပါပဲစကားပြောရလူငယ်သူဟိုနေပွင့်နေနေပွင့်နေနေဟာအဲ့လိုလူကြီးရဆိုတော့ကောင်းပါတယ်ချိုးလည်းကောင်းပါတယ်ဟုတ်ဟုတ်ကဲ့အာမွနီရတော့ဒါကျွန်တော်အလုံးပါဗောလေအိန္ဒိယကကျွန်တော်အလုံးရောက်နေတာကိုဟဲဗီတို့ကိုအီစီတို့နဲ့အလုံးရောက်နေတဲ့အချိန်မှာမှာ မထင်မပဲနဲ့အာမွေးနေ့ကြီးနဲ့ဝင်လာတော့ပျော်ပါတယ်အတိုင်းမသိဝမ်းသာပါတယ်ကျွန်တော်ဒီလိုလှုပ်ပေးရတဲ့အတွက်လည်းချီးကျူးတင်တယ်အာတူတူရောက်ချင်းစီပေါ့နော်ဒီကျွန်တော်တို့လည်းစုံစည်းခွင့်ပေးတဲ့အဲ့အဲ့မာရီယာလည်းကျွန်တော်ကိုအဲ့နေ့ကလည်းကျွေးမွေးလိုက်ကျွန်တော်မွေးနေ့ဆိုပြီးတော့ကျွေးမွေးလိုက်တယ်ကျေကျေပါချီးကျူးတင်ပါတယ်အဲ့နေ့ကဆိုတော့တကယ်တော့အမှတ်တရပါပဲအမှတ်တရဆိုတာကျွန်တော်20နှစ်ပြည့်တဲ့မွေးနေ့မှာဒီလိုအမှတ်တရလေးတွေပေါ့လေဟို memories လေးတွေအာ20နှစ်ပြည့်တော့ငါစုံစည်းမှုတွေရော အာဒီအလုတ်လုတ်ပိုင်းဆိုင်ရာတွေရောမှကျွန်တော်အမှတ်တရလေးဖြစ်ခဲ့ပါတယ်ဗျ။အာဒီနေ့ကတော့ဟိုပျော်ရွှင်ပြန်မွေးနေ့လေးဖြစ်ခဲ့ပါတယ်။ဟုတ်ပြကျွန်တော်ကငငယ်လေးကအဲ့လိုမျိုးမွေးနေ့ကိကခွဲလိခွဲတာမရှိဘူး။အငယ်မှငငယ်မှပဲခွဲလိခွဲတာရှိရ။ကျွန်တော်မွေးနေ့ဆိုကြာလန်ကျော်အမေကကျော်ပြီးတယ်။အဲကျွန်တော်ဒီကိုယ့်ရဲ့မျိုးတွေပေါ့မျိုးတွေကြွေးအဲဖုန်းကြောင်းဆွန်းတော့ကက်ဒါပဲလုတ်ဖြစ်တာ။အသက်ကြီးတော့မှမွေးနေ့ကိခွဲတယ်ကျွန်တော်။အဲ့တော့ကိုကိုခွဲတော့မသူများရေလုပ်ပေးတာပေါ့ကျွန်တော်ရဲ့ဒီချစ်ခင်ရတဲ့မိတ်ဆွေတွေတကယ်ချင်းတွေ တို့ကကျွန်တော်အာငွေနေကိတ်လေးလောက်ပြီးငွေနေကိတ်ခွဲရ3နှစ်လောက်3နှစ်လောက်တော့ရှိပြီဗျ3နှစ်လောက်တော့ရှိကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲငွေနေလက်ဆောင်ဆိုတော့တိုင်မိုးရဲ့လို့ကျွန်တော်ကတော့မတတ်မှတ်ဘူးဗောဗျာဒီနေ့မှာကျွန်တော်ကိုအာဘာပဲပေးခဲ့ပေးခဲ့ဒါအမတ်တရပစ္စည်းလေးတစ်ခုအနေနဲ့ဟိုအထိမ့်မှတ်လေးတစ်ခုအနေနဲ့ပဲကျွန်တော်ကတော့သတ်မှတ်ပါတယ်ဟိုငါဟိုဘယ်ဟာပေးတယ်ဒီဟာပေးတယ်ဆိုပြီးတော့အဲ့လိုမရှိပါဘူးဒါသူကကိုချစ်တဲ့သူကကိုယ်ပေးတာသူပေးတဲ့ပစ္စည်းလေးကကိုယ့်အတွက်ဒါအမတ်တရလေး မှတ်တရလေးဖြစ်နေတယ်ဒါငါမွေနေ့မှာသူပေးခဲ့တာဒီလိုမှတ်တရလေးပဲလိုချင်တာပါဗျာဟုတ် Serious ဖြစ်တယ်ဆိုတော့ဟိုပြောရမယ်ဆိုလို့ရှိရင်တော့ရောမရောရောမလို့ကျင်းပါလေအဲ့လိုနေထိုင်အနေထိုင်အနေထိုင်နေပေါ့အားလုံးကိုအကုန်လုံးပြင်ဆင်ပြီးတော့နေထိုင်နေပါတယ်ဒီစိတ်စိတ်ပိုင်းဆိုင်ရာတွေရောဒီကိုယ့်ရဲ့ဟိုလှုပ်ဆောင်ချက်တွေရောအာကောင်းတဲ့ဘက်မှာပဲအသုံးချပါတော့မယ်အခုဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒါပြည်သူပြည်ဒုက္ခရောက်နေကြတယ်ဆိုတော့လေ ကျွန်တော်တို့ကျွန်တော်ကတော့ကုညီဖို့အသင့်ပါပဲဒါနောက်ပိုင်းနေလဲဒီအခုလုံနေတဲ့အလုပ်တွေကိုဆက်လုပ်သွားမယ်ပေါ့ဒီ provider လုပ်တွေလဲတကယ်ဝင်ဝင်လုံနေတဲ့သူတယောက်ဖြစ်အောင်လို့လဲကျွန်တော်စ조사မယ်အာတစ်ဖက်တစ်လမ်းကလည်းကျွန်တော်ဒီတေးဥဆောင်ကောင်တယောက်ဖြစ်အောင်လည်းကျွန်တော်စ조사နေပါတယ်ဗျာအင်းအဲ့လိုမျိုးပေါ့ကျွန်တော် ါတော့တော်သူတော်သူဖြစ်လာတယ်ပါလေကိုကိုလည်းပြင်သင့်နေထင်ပါတယ်ဒါကျွန်တော်လည်းသားအကြီးဆုံးကိုကြီးဖားရနေရလည်းဖြစ်တယ်ပြီးတော့ကျွန်တော်အကြီးဆုံးလည်းဖြစ်တယ်ဒီအင်နာဦးစီးတယောက်လည်းဖြစ်တယ်ဆိုတော့ဒါတွေကဟိုကိုလုံနေတဲ့အလုပ်တစ်ခုကလည်းအရင်အရေးကြီးတယ်လေအရင်အရေးကြီးရဆိုတော့ဒီအရာတွေမဖြစ်သင့်နိုင်မဖြစ်အောင်အာပြောစင်းနိုင်မပြောမိအောင်အရင်ထိမ့်သိမ့်ပြီးတော့စဉ်းကျင်နေထိုင်တာအကောင်းဆုံးပဲလို့ကျွန်တော်ထင်ပါတယ်ဗျအဲ့တော့လေကိုကိုအကောင်းဆုံးစူးစမ်းနေပါတယ် ဟုတ်မွေးနေ့မှာတော့မမေနဲ့စကားပြောဖြစ်တယ်မမေကရန်ကုန်ရန်ကုန်ရောက်လာသေးတယ်ရန်ကုန်ရောက်လာပြီးတော့မှကျွန်တော်မွေးနေ့ပြီးတော့မှပြန်သွားတော့ဗျာဟုတ်ဘလူလေးတွေရောဒါကိုအမှားပါတယ်မမေကအမေနဲ့ကတော့အဲ့လိုပါပဲသူကျွန်တော်တို့ကဟိုကျွန်တော်လုပ်နေတဲ့အလုပ်ကိုလည်းသူလိုက်ပြီးတော့အမေကထုတ်ကန်ရလည်းမရှိဘူးသူကတုံတေဆုံးมาပြီလေအာကြိုက်တာလို့အမေကောင်းတာကောင်းတဲ့အရာတော့ဖြစ်ပါစေပေါ့လေကောင်းတဲ့အရာတော့ဖြစ်ပါစေကောင်းတဲ့လမ်းကိုပဲညွှန်ပေးတယ် ီအမြင်အားပေးတယ်ဟိုအဝေးမှာနေရလို့လဲဒီကျွန်တော်ကတော့စိတ်မချဖြစ်တာပေါ့စိတ်မချဖြစ်တာပေါ့ဒါပေမဲ့သူတို့ကတော့ဒီရောက်လာလို့ရှိရင်စိတ်ကျွန်တော်စိတ်ချအောင်နေရတယ်ကျွန်တော်အမြင်အားတည်တင်းလမ်းမေးတယ်အမေဆိုလို့ရှိရင်လည်းခုနောက်ပိုင်းအာဒီဟောပေါ့ဒီမကောင်းကျမ်းမာတွေတိတ်မတွေ့ရတော့ဘူးပေါ့နော်တွေ့ရတော့ဒီဟိုစိတ်ချမ်းသာအောင်ထားမယ်ပေါ့အမေကိုလွတ်လီပါပဲကျွန်တော်ကတော့ဒီတိုင်းနေတော့မယ်နေနေဟုတ်ကဲ့ ဟုတ်ကဲ့ဒါဒါတော့ကျွန်တော်ဒါကြိုးစမ်းနေတဲ့ကာလဆိုတော့လေဒါအမေတို့ပြောထားပါလေဟိုတိလာပါနဲ့ကို့အမေရဲ့အင်္ဂါလောက်ပဲနေရာမှာမကောင်းဆိုတော့မကောင်းဆိုတော့ကျွန်တော်တိနေမိတာပါတိနေမိတာဆိုတော့ကျွန်တော်ဒီတစ်ခေါက်မှကျွန်တော်အိမ်နဲ့ခွဲနေလို့ရမဟုတ်လေငငယ်ငငယ်တဲ့ကဒီအပြင်နေသွားဒီခီးတွေထွက်ပို့ကိုတယောက်ခဲဟိုသွားတဲ့သူဆိုတော့တိပါတယ်အခုဆိုပူရောင်တိသေးတာပါဒီအသက်ကြီးရဲ့အချိန်မှာအမေနာပဲနေရှင်တော့ အဲ့တော့ဒါကျွန်တော်အတွက်အချိန်မတန်သေးဘူးလို့ကျွန်တော်ထင်တယ်ဗျစဉ်းစားဖို့လည်းဟောအချိန်မတန်သေးဘူးလို့ထင်တယ်ဗျဟုတ်မမဘွားလေးလို့ပါလားဘယ်လိုလေးရှိလဲဒီလိုပေါ့မမဘွားပေါ့မမဘွားအဲ့လိုပေါ့ကိုကဒီမှာဒီလောကကြီးထဲမှာရှင်သန်နေရဆိုတော့ဒီလောကထဲမှာရှင်သန်မှုအတွက်ဒီမဲ့စားလက်မှတ်လေးလိုက်ယူတော့ဟုတ်ဟုတ်ကဲ့စကားတွေကတော့တည်ထားရရှိပေါ့နော်တည်ထားရရှိတယ်ဒါရိုက်ဖြစ်မရိုက်ဖြစ်ကတော့ဟိုအတိအသေးဘူးပေါ့ဒါအခုကျွန်တော်ရဲ့ဟာ အကောင့်မှာလည်းတင်ထားတယ်နောက်ထပ်ထွက်လာမယ့်စကားလေးတွေရှိသေးတယ်ဗျစကားလေးတွေကကျွန်တော်အနည်းနည်းလလစောင့်မျှော်နေခဲ့တဲ့စကားလေးဆိုတော့ဒီစကားလေး MRT ဘိုးတို့ဘာမှမလွှင့်မယ်ဆိုတော့အာ the one အခုလည်း one တာနေပါတော့ကိုရီထိုင်ကားလေးလွှင့်မယ်ဆိုရုပ်ရှင်စကားတက်ကားလေးကြာလိုက်တာဗျာလားနှစ်နှစ်ပေါင်းဆောင်အောင်လေလေဝင်းအောင်ချီတော့ကျွန်တော်လည်းတော်တော်အပြောင်းလဲအပြောင်းလဲမျိုးဖြစ်တယ်လေဒါဒါကလေးတယောက်ဆောင်နေပြီလူကြီးတယောက်ဆောင်ပြောင်းနေနေရကြတော့ character အပြောင်းလဲနေနေရာအပြောင်းလဲနေရှိတော့ ျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးတော့ဟိုတရုတ်ဖို့တရုတ်ဆောင်ပြပါမယ်ဟိုပြိသက်တွေဘက်ကလည်းကျွန်တော်ကိုဒါလက်ခံပါတယ်ဒါကလက်ခံနဲ့ထီအောင်လည်းကျွန်တော်ဟိုအကောင်းဆုံးကြိုးစားပါမယ်အခုထွက်ထားတဲ့စကားလေးတွေလည်းအများကြီးရှိတယ်အိုက်ကားလေးတွေမှအာကျွန်တော်ရဲ့ဒါဒီတရုတ်ဆောင်မှုတွေကိုအားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းအောင်လဲကျွန်တော်ဒီနေရာနဲ့ကျေးဇူးတင်ပါတယ်။အာချီးဆက်လျှောက်ပြီးတော့လဲကျွန်တော်ရှောက်လမ်းမဲ့အမှုပညာအလုပ်တွေကိုဆက်လက်အားပေးကြဖို့လဲကျွန်တော်ပြောချင်ပါတယ်ဗျာ။ဟုတ်ပါပါမင်းသားလေးတွေ ဟုတ်ကဲ့တွေ့ရမှာပါ။အင်းခေါင်းဆောင်မင်းသားနေရတော့ရရသေးဘူးရဲ့။ရရသေးကိုယ့်ကိုထုတ်ရလိုက်တော့မင်း။အဲဒါရှင်နေဆိုရင်တော့ကျွန်တော်ကဟိုစဉ်းစားထားတာဗောလေစဉ်းစားထားတာထက်ကိုရိုက်ရှင်တဲ့ပုံစံလေးတွေကတော့ခုနောက်ပိုင်းကျရှိလာတော့ဗျကိုဇက်လေးတွေအဲလိုဇက်လေးလေဆိုတော့မီတာစုဇက်လေးတွေအဲ့ထဲမှာမှဟိုကိုရဲ့ character တစ်ခုပေါ့လေ အခုထဲထဲဝင်နေတယ်စိုင်းရင်ခိုင်ခိုင်လေးနဲ့အာအကြောင်းအရာတစ်ခုကိုပဲအခြေခံပြီးရိုက်ထားတဲ့ဇာတ်ကားလေးတွေကိုရိုက်ချင်ပါလေဟိုချစ်တယ်ကြိုက်တယ်အဲ့ဒါထက်စားလို့ရှိရင်စိုင်းရင်ခိုင်ခိုင်လေးနဲ့အဲ့လိုမီတာစုဇက်လေးပေါ့ဗျာအဲ့လိုပုံစံလေးတွေရိုက်ဖြစ်ဟိုရိုက်ချင်တယ်ပေါ့ကျွန်တော်ဘက်ကတော့ဟုတ်ဟုတ်ကဲ့ကျွန်တော်ကိုစားလဲဆုံးအာအိုးငငယ်လေးတွေကနေအခုချိန်ထိအားပေးလာကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကနေပြီးခါခွားပြပါတယ်ဗျာ အာအခု၈၆မဲ့လမ်းမှာလဲကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့အခုလဲအကောင်းဆုံးအာတရုတ်ဆောင်ကောင်တယောက်ဖြစ်အောင်ကြည်ကြံနေထိုင်နေပါတယ်ဟိုတရုတ်ဆောင်ကတရုတ်ဆောင်ပိုင်းနေကျွန်တော်နောက်ထပ်မဲ့ဇာကားတွေမှာလဲထပ်ပြီးကြီးရှုလို့ရတယ်အာကိုနီတူနဲ့မမျက်လေးနဲ့ရိုက်ထားတဲ့အာဂျီဇက်တို့ဒီလဲတခါတရံမစုံစည်းသားဆိုတဲ့ဇာကားလေးမှာလဲကိုနီတူရဲ့စတိတ်ចောင်းသားဘဝအာចောင်းသားဘဝရဲ့ character တစ်ခုအနေနဲ့ကျွန်တော်ပါဝင်ပြီးတရုတ်ဆောင်ထားပါတယ်ဗျအဲကားလေးထွက်လာရင်လဲအာဆောင်းမြင်ကြည့်ရှုပေးပါအောင်ကျွန်တော်ပြောချင်ပါတယ် အမှန်ကျေးဇူးတင်ပါတယ်ဗျာโอเคအာဒီနေ့ကတော့ဒါကျွန်တော်တို့ Lively စိုင်ပွဲနံပါတ်2ရဲ့အာမိုးရည်ဒီ promotion ပွဲလေးဖြစ်ပါတယ်ဒီပွဲမှာတော့ကျွန်တော်ရဲ့ကိုဒီဇာလင်းရောင်ရင်ကဒီနေ့ပထမဆုံးပြန်နေနဲ့လာရောက်ပြီးတော့ဒီမှာတော်တော်လေးရိုက်ဒါဒီဈေးရောင်းနဲ့ customer တွေနဲ့အာဓာတ်ပုံလေးပါလေးရိုက်ပြီးတော့ဒီနေ့ဒီပွဲလေးအာလုပ်ဖြစ်သွားပါတယ်เนาะဒီ Lively ရလဲဒါကျွန်တော်တို့ဒါကျွန်တော်လည်းဆိုလို့ရှိရင်နှစ်ခါရှိပြီပေါ့နှစ်ခါရှိပြီအလျောက် ဒါစိန်နေပါရဲလဲကျွန်တော်ကျွန်တော်လည်းစိန်ကြိုက်တယ်စိန်ကြိုက်တဲ့အလင်းရောက်စိန်လေးပါလိုက်ကြည့်တော့အာတကယ်ဒီဇိုင်းလေးလည်းမိုက်တယ်ဒီဟာလေးဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်နေတာဒါတင်းတင်းလေးနဲ့နောက်ကကျိုးလေးနဲ့သဘောကျတယ်ဗျပြီးတော့ဈေးကလည်းဒါဒီမွေးရသည့် promotion နေနဲ့9% promotion ပေးထားတယ်ဗျအဲ့တော့လိုင်းလူတာလာခဲ့ပါအကုန်လုံးစိန်ဝင်နိုင်ပါပဲဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ Thank you.